ဆီယနာတိုင်းထားတဲ့မြန်မာနိုင်ငံအတွက်ကမ္ဘာဘဏ်ကငွေကြေးထောက်ပံ့မှုအသစ်တွေပိတ်ပင်သားမြစ်ဖို့ရည်ရွယ်တဲ့ No New Burma Fin S လို့ခေါ်တဲ့ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွတ်တော်ကကန့်ကွက်သူမရှိအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာအတည်ပြုလိုက်တာဖြစ်ပါတယ်။ HR442 လို့နဘက်စစ်ပေးထားတဲ့ဒီဥပဒေမူကြမ်းကိုမဲခွဲဆုံးဖြတ်ရမှာထောက်ခံမဲ385မဲနဲ့အများစုခထောက်ခံခဲ့တာဖြစ်ပါတယ်။ဒီဥပဒေအရစစ်ကွန်မရှင်အုပ်ချုပ်တဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်နဲ့တခြားနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကနေငွေကြေးအသစ်တွေထောက်ပံ့တာလွှဲပြောင်းတာတွေကိုပိတ်ပင်ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ ဒီဥပဒေကိုပူတွဲတင်သွင်းခဲ့တဲ့လွတ်တော်အမတ် Miss Yan Khin ကစစ်သက်ဟာလူသားချင်းစာနာမှုဆိုင်ရာအကျက်သေးတွေကိုဖန်တီးခဲ့တာကြောင့်နိုင်ငံတကာရန်ပုံငွေတွေကိုတာဝန်ယူမှုရှိရှိနဲ့ထိတ်သိမ်းနိုင်မှာမဟုတ်ဘူးလို့ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒီဥပဒေဟာစေအုပ်စုကဒီမိုကရေစီတန်ဖိုးတွေပြန်လည်ရရှိပြီဖြစ်ကြောင်းအမေရိကန်ဗန်နာရေးဌာနကအတိမတ်မပြုတ်မချင်းရန်ပုံငွေထောက်ပံ့မှုတွေကိုဆက်လက်ဆိုင်းငံ့ထားဖို့ပြတ်ထည့်ထားတာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ဒီဥပဒေမူကြမ်းဟာအမေရိကန်အထက်လွှတ်တော်မှဆွေးနွေးအတည်ပြုပြီးမှတမရစီကိုရောက်မှာဖြစ်ပါတယ်။အထက်လွှတ်တော်ကပါအတည်ပြုပြီးတမရကလက်မှတ်ရေးထိုးလိုက်ရင်ဒီဥပဒေဟာစပြီးအသက်ဝင်မှာဖြစ်ပါတယ်။